ပကူတိုင်းဒေသကြီးအရှိချမ်းမှရှိတဲ့မြို့တွေဖြစ်တဲ့တနက်ပင်မြို့ဒိုင်ဦးမြို့ပြင်မုံကြီးပေါ့နော်ပြင်မုံကြီးကြီးရွာအာပြင်မုံကြီးနဲ့တဆက်ထဲမှာရှိတဲ့ဝမ်ပန်အင်းကြီးရွာပေါ့နော်အဝေါ်မြို့အဲ့ဒီကိုပေါ့နော်ကျမတို့မိသားစုဝင်တွေဝေစာတွေတွားရောက်ပြီးတော့ပြီးခဲ့ပါတယ်ဝေစာဆိုတာကတော့ တချို့လည်းမသိဘူးပေါ့နော်မသိတဲ့သူတွေအတွက်ပေါ့နော်အာဖျားသခင်ကလူကိုဖန်ဆင်းတယ်လူကအပြည့်ဝင်ရောက်လာတဲ့အခါမှာဖျားနဲ့ဝေးရကို ထွက်ပြေးတယ်လူတွေမြောက်များစွာမြားပြလာတဲ့အခါမှာလူကိုဖန်ဆင်းတဲ့ဖျားကိုမသိတော့ဘူးနော်နောက်ထပ်သူတို့ကအာ မကောင်းတာတွေလုပ်တယ်အပြစ်ဝင်ရောက်လာတဲ့အခါမှာစိတ်နှလုံးတွေကမကောင်းတဲ့အရာတွေကိုလုပ်တဲ့အခါမှာမကောင်းတာတွေလုပ်ရင်မကောင်းတဲ့နေရာကိုတွားရမယ်ဆိုပြီးတော့သူတို့ဒီအရာတွေကနေပြီးတော့မကောင်းတဲ့နေရာကိုမရောက်ဖို့ဘာသာတရားရဲ့တုံ့တင်ခြင်းတွေပေါ်လာတာဖြစ်တယ်ပြည့်ညက်ချက်တွေပေါ်လာတာဖြစ်တယ်ဖြစ်ပါတယ်ပေါ့နော်အဲ့ဒီပြည့်ညက်ချက်ဘာသာတရားတွေက လူကိုဖန်ဆင်းတာမဟုတ်တလို့လူကိုလည်းမကယ်တင်နိုင်ပါဘူး ပေါ့နော်ဘာသာတရားကအင်မတန်မှကောင်းတယ်ပြည့်ညက်ချက်တွေကအင်မတန်မှကောင်းတယ်မကောင်းတာကိုလုတ်ပါဆိုပြီးတော့တွန့်တင်တယ်ဘာသာမရှိပါဘူးဘာသာကကောင်းတယ်အဲ့ကောင်းတဲ့ဘာသာအတိုင်းလိုက်လျှောက်အသက်မရှင်နိုင်တဲ့လူသားကမကောင်းတာဖြစ်ပါတယ်ပေါ့နော် ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ် အကျင့်ကြံအားထုတ်နိုင်မှကောင်းမယ်ဆိုတဲ့အခါမှာကျမတို့လူသားတွေကနေ့တူတတီဝသမုတ်တရားဝမ်းတထွာနဲ့နော်နေ့တိုင်းစလုတ်ကင်စတောင်းနေတဲ့အခါမှာကျင့်ကြံအားထုတ်ခြင်းမလုပ်နိုင်တဲ့အခါမှာဒီနေ့ကျမတို့အသက်မီးစားကုန်ရင်ဘယ်သွားမလဲဆိုတာမေးလိုက်ရင်စန္ဒဝါဝါနဲ့ပေါ့နော်ဖြစ်ကြတယ်အဲ့ဒီအခါမှာဒီအရာတွေကိုဘာသာတရားကလူကိုမကယ်နိုင်ဘူးလူကိုဖန်ဆင်းတဲ့ဖရာကပဲ အပြစ်လုပ်တဲ့လူသားတွေမကောင်းတဲ့နေရာကိုသွားမဲ့အရာကနေကယ်တင်ပေးနိုင်ပါတယ်ဆိုတာကိုရေးထားတဲ့ဝေစာတွေကိုဒီမှာတို့မိသားစုဝင်တွေကဒီဇိုင်းဝင်ဒီဇိုင်းထွက်ပေါ့နော်ဈေးရဲဆိုတာလူစုံနေလေနော်အဲ့မှာသွားပြီးတော့ကျမတို့ကသွားရောက်ပြီးတော့ပေးခဲချခြင်းဖြစ်ပါတယ်ဒီအရာကကျမတို့မိသားစုပဲဖျားခင်ရဲ့ကောင်းမြတ်ခြင်းကိုတည်ပြီးတော့ဖျားရဲ့ကောင်းချီးမင်္ဂလာကိုခံစားပြီးတော့ကျမတို့ရဲ့တမန်တော်ရေးတော်လဲစိတ်ချရတဲ့ အတ္တတာနဲ့ရှင်တန်နေရတာကိုပဲကျမတို့အားမရဘူးကျမတို့ကဲ့သို့ပဲသူများတွေကိုလည်းသိစေခြင်းနဲ့စေတနာနဲ့ကျမတို့ကတွားရောက်ပြီးတော့ဒီစာလေးတွေကိုတွားပြီးတော့ပေးတာဖြစ်ပါတယ်ပေါ့နော်ဒီຢာကလည်းဘုရားသခင်ကိုသိရှိပြီးတဲ့ညီကိုမတော်မအရာအချင်းစီတိုင်းကိုဘုရားသခင်ကလူမျိုးတကာတို့ကိုတွားပြီးတော့ငါရဲ့တည်င်းစကားကိုပြောပါလို့ဘုရားကပြောထားတာဖြစ်ပါတယ်ဗောနော်ကျမတို့ ဘုရားရှင်ကိုတည်တဲ့ညီကိုမမအရောက်ချင်းစီတိုင်းဒီဘယ်နေရာမှာပဲရှိနေပါစေဘယ်မြို့မှာပဲရှိနေပါစေဘယ်နိုင်ငံမှာပဲရှိနေပါစေကျမတို့ဘုရားရဲ့အကြောင်းကိုပြောရမယ်ဝီဇာလေးတစ်ဆောင်အဖြစ်တော်၎င်းသူတို့အသက်ရှင်တဲ့ဘုရားကိုတည်လာဖို့ကျမတို့လုပ်ကြရမှာဖြစ်တယ်ပေါ့နော်အဲဒါကသိရှိပြီးသားသူတွေအတွက်ကိုကျမတို့လည်းဘုရားကြီးမြို့မှာဘုရားကထားတဲ့အချိန်မှာပေါ့နော် ဘလောက်ထိဘုရားသခင်ထားမလဲဆိုတာမသိပင်မဲ့ကျွန်တော်တို့လည်းနှိစက်ရမျိုးတွေကိုတွားရောက်ပြီးတော့ဘုရားရဲ့သတင်းစကားပါတဲ့ဝေစာတွေတွားရောက်ပြီးတော့ဝေချတာဖြစ်ပါတယ်ပေါ့နော်ဘုရားသခင်ရဲ့အဲအကြောင်းကိုမသိရှိသေးတဲ့သူတွေလည်းဒီမီဒီယာလေးကိုကြည့်ချင်းအဖြစ်ပေါ့နော်ဟောဘာသာကလူကိုမဖန်ဆင်းသလိုဘာသာကလည်းလူကိုမကဲတင်နိုင်ပါဘူး ဘောနော်ကျမတို့ကိုလူကိုဖန်ဆင်းတဲ့ဘုရားကသာလျှင်လူတွေအပြစ်ကြောင့်သွားရမယ်မကောင်းတဲ့နေရာကနေပြီးတော့ကယ်တင်ပေးနိုင်တယ်ဆိုတဲ့အကြောင်းကိုဒီမီဒီယာလေးအပြင်ကျမတို့တိုက်တွန်းဝေငှလေးရခြင်းဖြစ်ပါတယ်အရောက်ချင်းစီတိုင်းဘုရားခင်ကောင်းချီးပေးပါစေ